္ဂလာပါဗျာအာဆိုင်ရဩဆရာကြီးဆရာကြီးတွေ့ပြီမင်္ဂလာပါမင်္ဂလာပါဟုတ်ပြီအာဒါနဲ့အမိတ်ဆက်ပြအောင်လေအမေဆာမေပရိသတ်များအားလုံးမင်္ဂလာပါဒါကိုဇော်ရဲလို့ခေါ်ပါတယ်ဒီဆိုင်ရဲ့ပိုင်ရှင်ပါခင်ဗျာနော်ဒီလူချင်းချင်းတွေ့ရင်ဈေးချော်ပေးပါနော်နေရတော့ဟုတ်ပြီတော့ဒီဆိုင်ဖွင့်တာဘယ်ရတော့ဖွင့်တာအခု18ရက်နေ့ကစဖွင့်လိုက်တာပေါ့ဗျာဒီလဆိုတော့ အခုပဲရက်ပိုင်းပဲရှိသေးတာပါရက်ပိုင်းပဲရှိနေတယ်เนาะโอเคအဲ့တော့ဒါကျွန်တော်တို့ဒါ2016ရဲ့เนาะတင့်တကူကာလာလေးမှာဒီဆိုင်အစ်စ်ကိုဖွင့်တယ်เนาะဟုတ်ပဲဆိုင်ဘာကြောင့်ဒီလိုမျိုးနာမည်ပေးတာလဲဘာလို့လဲဆိုတော့ကျွန်တော်ကအဲ့တော်ဝင်တဲ့ ခါလေးကိုကြိုက်တယ်အဲကြောင့်ကျွန်တော်ဘယ်လိုပြီးရင်ကောင်းအောင်လဲဆိုရင်တော့ dry ရဲ့ဆိုရင်တကယ်နန်းဆန်တယ်ဆိုပြီး dry ထိုင်းဆိုပြီးလိုက်တာတော်ဝင်ကျွန်တော်တို့ရဲ့အစားအသောက်တွေကိုပဲဒီမှာရမယ်ဆိုရယ်ပုံစံမျိုးနဲ့တော့တော်ဝင်ဒါနန်းတကယ်ဒီထဲလာပြီဆိုရင်လည်းခန်းခန်းနန်းနန်းဖြစ်သွားရယ်ဆိုရယ်အဲ့ဒါပဲသိကြတော့ဟောအစ်စ်လုံးဝနော်တေချာကိုအစ်စ်နန်းနေရမ်းမြင့်သွားရယ်ဆိုရယ်ပုံစံမျိုးပေးတာပေါ့နော်အဲ့တော့ဒါ dry ထိုင်းဆိုပြီးနာမည်ပေးတာကိုတွေ့ရပါတယ်အဲ့တော့ကျွန်တော်ထင်တယ် brother နဲ့ကျွန်တော်တို့တွေ့တော့နည်းနည်းဒီပတ်ဝန်းကျင်တွေကိုလည်းဆက်စုမယ်။အဲ့တော့ outdoor မှာလည်းဒီလိုထိုင်ရတယ်။ဟုတ်တယ်ဗျာ အများသောအဖြစ်တချို့ကတော့ country style တွေကိုကြိုက်တယ်လေ။ဟုတ်။အဲကြောင့်ကျွန်တော်ဒီလိုလေးအခင်းချင်းလေးထားတာ။ဒီအပြင်ဘက်မှာရောညနေဘက်တွေခင်းခင်းမေးလား။อืมအဲ customer ရဲ့ down ဆိုရင်တော့ဒါလုတ်ပေးပါရဲ့။ဩဟုတ်ပြီ။ဒါဆိုဒီဟိုဘက်မှာလည်းဟိုတေချာကိုနေရာ location တော်တော်ကျင်းပါတော့။ဟုတ်ပါတော့။ county bar လား။ county bar ရှိတယ်။ပြီးတော့နောက်ပိုင်း unblock လေးရှိမှာပေါ့။ဟုတ်လား။ဘယ် unblock ကကျတော့ banana ရဲ့ banana ID ဆိုရင်အမ် maybe 7 to 9ပေါ့။ဩညနေဖုန်းလာရတာစပြီ။ဩဟုတ်ပြီ။ unblock နဲ့အဲ့တော့ဒီ auto မှာကြီးပဲလူကနေရတော့ ဘာလို့ဆွဲရလဲအောက်တို့မှာလူ80လောက်တော့ဆန်80ဟုတ်ပါဘူးအဲ့တော့မွေးနေပွဲတွေမှာပါတီပွဲလုပ်လို့ရအောင်လုပ်လို့ရပါတယ်ဟောအခုလို့စိုင်းဖွင့်မွေးတော့လည်းဒီမှာသေးစားအပြင်ဘက်မှာဘူဖေးတွေပါခင်းပြီးတော့စိုင်းဖွင့်မွေးလုပ်ပါဟုတ်တယ်ဗျာဒီအောက်တောက်မှာလည်းအဓိကထားပြီးလုပ်ရတာဩဟုတ်ပြီဗျာ Amplex Show လို့ပါတော့တယ်ဟုတ်တယ်အဲ့ဒါလည်းကျွန်တော်ဓာကြီးစိတ်ဝင်စားတယ်ဒါပါဘူးဒါကတော့ဒီနေရာမှာလိုနေကြီးကိုထားပြီးတော့ဘုရောစိုင်းရဲ့ပေါ့ဝါကြီးကထားတာ ျွန်တော်ဒီလိုလမ်းဖြတ်သွားဖြတ်တာယူဒီလှေကြီးနဲ့ပဲဖမ်းစားခြင်းနဲ့သဘောပေါ့ဩဒါကြောင့်ဒီကတကယ်တကယ်ရှိတဲ့စားဟုတ်တယ်တကယ်ထိုင်းရရေးစစ်ပြီးတဲထောင်လာပြီးတော့ဒီမှာပဲပြန်ပြီးတော့မွမ်းမံထားတာပေါ့ creation ပြန်လုပ်ထားတာပေါ့ဩဟုတ်ကဲ့ရွက်ရွက်လေးသေးသားပေါ့ဟုတ်တယ်ရွက်လေးသေးသားပေါ့ဟုတ်တော့ဒီဆိုင်ရဲ့ power မှာဒီပုံစံမျိုးမြင်တာနဲ့ brother တို့ဆိုင်ဆိုတော့ brother ထိုင်းဆိုတာနဲ့ဒီရွက်လေးကိုမြင်ရမယ်အဲ့လို brother ထိုင်းနဲ့ရွက်လေးနဲ့တွေ့တာဟုတ်တယ်ဗျာ plan မြင်တာနဲ့ချက်ချင်းတစ်ခုကြပါတော့ဗာကျွန်တော်အမှန်တော့ဝေးရတဲ့ချင်းအဲဘာလဲအဲ့မျိုးတစ်ခုပေါ့နော် အဲဘလိုမျိုးပုံစံမျိုးနဲ့ဘလိုဒီဇိုင်းတွေအထက်ထဲမှာပဲရွက်လီပုံစံမျိုးတွေနဲ့လုပ်ထားတာလားပေါ့နော်ဒါပေမဲ့အရင်ဆုံးဒါလေးကတော့ image တွေစပြီးတော့ပထမဆုံးစမြင်ရတဲ့ပုံစံမျိုးလုပ်တာနော်ဟုတ်ပါတယ်ဟုတ်အင်ဒိုရှိရလားအင်ဒိုရှိတယ်ဗျာဒီဘက်မှာဟုတ်ပါဗျာဒါနည်းနည်းအပေါ်တက်ရတယ်နော်ဟုတ်တယ်ဗျာဒီကောင်ကျွန်တော် level လေးနည်းနည်းခွဲထားပြီးတော့လူငယ်လူလက်ပိုင်းပေါ့အဓိကကတော့ဟုတ်ဒါလေးဒီပုံမှာဆိုလေကောင်းလေတန်းပူပြီးတော့ရသေးတယ်နော်ဟုတ်တယ်ဗျာ တချို့များသောဖြင့်ဒီမှာ reset လောက်တာများတယ်ဒီပေါ်မှာတချို့10ရောက်ဝိုင်း12ရောက်ဝိုင်း12ရောက်ဝိုင်းဒီမှာပဲလောက်ကြရတယ်ဗျာဩအဲ့ဒါဒီဘက်ကကျတော့ indoor ဒါအောက်လို့ဟုတ်တယ်ဗျာ indoor ကကျတော့လူပနေရောက်ဆန်တယ် indoor ကလူ40လောက်ဆန်တယ်ဗျာဒီကောင်ပက်တရားရုံးမှာများသောဖြင့် step party လို့ birthday လို့ဒီမှာလောက်တာများတယ်음ဟုတ်ပါတယ်တော့အဲ့ဒါဒီ special room တွေကိုဟိုကဒီသူတို့ထိုင်းနိုင်ငံမှာရှိတဲ့အထင်ကြီးရနေရာတွေနဲ့ပို့ပြီးနာမည်လေးပေးတာဟုတ်တယ်ဗျာပက်တရားဆိုရင်တကယ်သူ့ပက်တရား feeling ပေါ့ အဲ့ဒါလေးခံစားမှုရအောင်လုပ်ထားပေးတယ်ဟုတ်ပြီခင်ဗျာဒါအင်ဒိုးပေါ့နော်ဟုတ်ပါတယ်ကဲအဲ့တော့ပရိသတ်ကြီးရောကျွန်တော်တို့ဒီဆိုင်ရဲ့ပေါ့နော်တောင်းပတ်ကြတာပေါ့နော် AC privacy ကြကြလေးနဲ့အခန်းလေးအလုံးလေးနဲ့ပေါ့နော်ဒါဒါ indoor air con လေးနဲ့ AC စားလို့လည်းရတယ်သူရှိမှဒါလုံးဝ view ကောင်းတဲ့နေရာမှာလည်း wifi ဆွဲလို့ရတယ်ကဲအဲ့တော့အဲ့ဒါတော့များထပ်ပြီးတော့ကျွန်တော်တို့ရဲ့ဒါ Royal Thai ရဲ့နော်တော်ဝင်နော် နေရာလေးတစ်ခုကိုဖန်တီးထားတယ်။ဥယျာဉ်လင်းပုံစံနဲ့တူတယ်။တိတိကျကျောင်းမှန်တယ်နော်။ဟုတ်တယ် garden style လေးကိုဖန်တီးထားတာ။ဟုတ်ပြီ။အဲ့ဒါလေးကြည့်အောင်ထပ်ပြီးရောနော်။ဒါနဲ့ ွေရီပွင့်ဆိုတဲ့နာမည်ကြီးကြားဖို့ဆိုလို့ဒီမှာစာတန်းကြီးတွေဟုတ်တယ်ဗျာကျွန်တော်ရွှေရီပွင့်ကအဲ့လို construction ရှိတယ်ဆောက်လုပ်ရေးရှိတယ်ပြီးတော့ hotel တွေလည်းရှိတယ်ပြီးတော့ကျန်တာဆိုင်လည်းရှိတယ်ဒါကတော့ restaurant တော့ပထမဆုံးခြေလမ်းပေါ့ဗျာဩအဲစကော့ဇီမှာလာမသိဖွင့်လာတာဟုတ်တယ်စကော့ဇီမှာရှိတယ်သူကတော့ပင်ရင်ပေါ့ပြီးတော့ဒီမှာလည်းရွှေပွင့်လာမယ်ဗျာဩဒါဆိုရင် sao tôi thấy này suy này bao nào không đẹp vậy à thắm mầm giàu đi đồ sai quê mà à bao này nãy cứ đồ thấy đồ gì vậy này sao tôi thấy này suy này không phải siêu hay đâu nha ồ wow nhìn thấy nó lạ vậy không đẹp ဘောတက်လည်းရှိတယ်ဟုတ်တယ်နာမည်ပြီးတာလားဟုတ်တယ်ဗျဒီကောင်ကချင်းမိုင်ရောချင်းမိုင်ချင်းမိုင်ဟုတ်ချင်းမိုင်ဟုတ်တယ်ဗျဒါချင်းမိုင်ချင်းမိုင်ရောက်ပြီဟုတ်တယ်ဒါထိုင်းနိုင်ငံတကယ်ဘရင်နေနန်းဆိုင်တဲ့မြို့ရဲ့အရသာလေးကိုပေါ်လင်အောင်လှုပ်ထားတာပေါ့ဩဒါလူဘယ်နှယောက်ဆန်လူ၁၂ယောက်လောက်တော့ဆန်တယ်ဟုတ်ဆန်၁၂ယောက်လောက်ဆန်ချက်ချက်ရှိလားချက်ချက်ကဒီ opening ကာလမှာတော့မယူထားသေးဘူး နောက်ပိုင်းတော့စီစဉ်မှာပေါ့ဩအဲ့လိုလားနောက်ဟိုဘက်ခန်းနဲ့ဒီကလုံးဝတိတန်ကြီးခန်းကြီးဖြစ်နေရနော်ဟုတ်တယ်တေချာဟိုမွေးနေဝဲပေါ့လေလို့လို့ရတယ်နော်ဟုတ်တယ်နည်းနည်း silent proof ဖြစ်တာပေါ့ဒီဩဟုတ်ဩအော်ဒီခေါ်ရဲပဲလေရှိရဟုတ်တယ်ဩကောင်းလာရဟုတ်ပြီဗျာ ရိုင်းတိုင်းစားလောက်ဆိုင်မှာကျူဆူပါတယ်ဒီကျွန်တော်တို့ရိုင်းတိုင်းစားလောက်ဆိုင်ဆိုရင်ပြင်ဒီထိုင်းနိုင်ငံအတိမတ်ပြုလက်မဲ့ရစပုံမူကြီးနှစ်ဦးအာခေါင်းဆောင်ပြီးတော့ကျွန်တဲ့အခြားဝန်ထမ်းတွေနဲ့စားသုံးသူများအဆင်ပြေအောင်ဝန်ဆောင်မှုအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့အဲလှုပ်ဆောင်ပေးနေပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီရိုင်းတိုင်းစားလောက်ဆိုင်ပြင်ပြင်ထိုင်းဟင်းလျာကိုအဓိကထားပြီးတော့ဒီရောင်းချပြီး နောက်ပြီးတော့ယူရိုပီယံစားတောက်များကိုလည်းကြောင်းချပေးပါတယ် ိုက်စားနေပြီဆိုတော့ကျွန်တော်ရဲ့ပြည်သက်တွေအတွက်ကိုကျွန်တော်တို့ဒါ TV ဖန်သားမြင်ကနေအဲဒီနေ့ Riot Time ရဲ့ဗောနော်အာဆပ်ဖို့မှုရဲ့ selection item တွေလည်းဖြစ်တယ်ပြီးတော့ဒါ sanction ရဲ့ recommend လည်းပါတာဖြစ်တဲ့အတွက်ဒါတော့ special food တွေဗောနော်အဲဘယ်ဟင်းပွဲတွေလဲဆိုတော့ brother ပြောပြပြောဒီကောင်ကတော့ငါးထုပ်ပုံလို့ဆန်ဗောနော်ဟုတ်ဒီကောင်ကတော့ကနမ်းမဆလာဟုတ်ဒီကောင်ကငရဲစာချန်ကင်ဒီကောင်ကတော့ငါးတံမြာဗောဟုတ်ဒီကောင်ကတော့ပဇွန်မင့်ခံလို့ခေါ်ရပြပဇွန်မင့်ခံဟုတ်တယ်ဗျာ ီကောင်ကတော့ right hand clay pot ပါ။ဟုတ်ဟုတ်။အဲအဲ့တော့ brother သေချာကိုစနစ်တကျနဲ့ဒါ time ပြီးတော့ဒီနေ့ဒီတော့မယ်စားမယ်စီစဉ်မှာမိတ်ဆက်ပြီးအောင်နော်။ကဲအဲ့တော့ဒါအရင်ကတော့ထည့်ရမယ်။ဟောဒီကျွန်တော် set လုပ်နော်။ဟုတ်။အဲဒါလည်းကျွန်တော်ငှားလိုက်နော်။ Wow ။ဟုတ်။ Okay. Too late never. ။ဘင်းရောပါတယ်ပါဝတ်တဲ့ဝတ်နှလုံးပါတယ်။ဝတ်နှလုံးပါတယ်။ပြီးတော့ဝတ်အသားပါမယ်။ဟော။ဒီကလေးမနေတယ်။ Okay ။ကိုကြိုက်နေတဲ့ရာဆိုကြိုက်ရွေးစားရတယ်။ဒီအိုးနဲ့ဆိုရင်လူဘယ်နှယောက်လောက်အေးစင်းလူ၄ယောက်လောက်ဆိုရင်အဆင်ပြေတယ်เนาะတော့ဒီကောင်းနဲ့လိုက်တာအာငရဲစာကျန်နဲ့လိုက်တယ်ကြာဩဟုတ်အဲ့ကြောင့်ငရဲစာကျန်နဲ့ထည့်ပြတာဟုတ်ပါဩဟုတ် ကိုလိုအပ်တယ်လို့ထည့်သုံးဆောင်ပြ။ဟုတ်။ဒီအရေးကြတော့ငားပြုတ်ရည်ပေါ့။ဟုတ်တယ်ငားပြုတ်ရည်ကိုအဓိကသုံးထားတာပြ။ဩဟုတ်ပြီ။ခဏပုံလေးခဏပြီရော။ငားမင်းတော့ဆိုရင်ဆရာရောက်ပြီ။ဟုတ်ပါဘူး။ Okay အဲ့ဆိုရင်ကျွန်တော်ပြည့်တဲ့ကြိုတေချာရှင်ပြောလိုက်ပါဗျာတုံးဆောင်ပါဟုတ်ကဲ့ကျေးဇူးပါကျေးဇူးပါဗျာဘယ်နာကဆိုင်အရာတော့ကောင်းလေကွေမေ့ခြင်းတဲ့လာဘတ်တော့မေဆမ်းမေဆ

စပူမူရောဒီကအုံနာရော recommend ပေးတဲ့အာကနန်းမဆလာပေါ့နော်ဒါကထိုင်းကနန်းမဆလာကတော့တော်တော်များများတခြားဆိုင်တွေမှာလည်းရှိရယ်ပေါ့နော်ဒါပေမဲ့ဒီမှာရောင်းဝအကောင်းဆုံးရယ်လူကြိုက်အများဆုံးဟင်းပွဲဖြစ်တာဖြစ်တဲ့အတွက်ဒီဆိုင်နဲ့ကျွန်တော်တို့ကဒါကိုတွဲဖက်ပြီးတော့တင်ဆက်ခြင်းဖြစ်ပါတယ်ခင်ဗျာကဲအဲ့တော့အဲဘလူရီချက်ထားလဲဆိုတော့ကဲအဲ့တော့ကျွန်တော်မြည်ကြည့်အောင်အရင်ပေါ့နော်အာအရင်ဆို โอเคဗျာโอเคอืมမှုနေရပဲဗျာဩမြို့ဒီနည်းနည်းလေးပါတယ်ဆိုတဲ့ပုံစံမျိုးအနံ့ရတယ်ပြီးတော့อืมမဆလာအနံ့လေးတော့နည်းနည်းလေးတော့တင်းတာပေါ့ဒါပေမဲ့အရန်အနံ့ဆူဆူကြီးမဟုတ်ပါဘူးအဲ့တော့အရာသားလေးကချိုချိုမွမွလေးဗျာอืม မနေ့နေ့မဆလာနေနဲ့တော့အလေးဘက်ကိုနည်းရောက်တော့နော်။အော်သိပြီ။နိုစင်းရဲ့ကြက်ဥရဲ့ပိန်းဥလည်းပါတယ်။နောက်ခလောက်ပြီးတော့သိချောင်းအနှစ်တူပြစ်ပြစ်လေးဖြစ်အောင်ချက်ထားတယ်။ပြီးတော့ Thai masala လေးနဲ့တူနော်။ကန်တန်းလေးနဲ့သိချောင်းရောပြီးချက်ထားတယ်။သူရဲ့ဆွဲဆောင်မှုကတော့ Thai masala နဲ့ကျွန်တော်တို့ဒီကြက်ဥရဲ့အစိမ့်တဲ့ချိုးနေတဲ့ဟာနဲ့ကိုသူကသဟာဇာတာဖြစ်အောင်ပေါ့နော်။အရင်ကြီးမြုပ်သီးရလဲထဲ့တော့ထဲ့ထားတယ်။ဒါပေမဲ့အများကြီးမပါဘူး။ ကျွန်တော်ဘာမှလူမျိုးတွေရောဟိုထမင်းနဲ့လိုက်အောင်ဆိုပြီးတော့ဖန်တီးထားတဲ့ပုံစံမျိုးကိုသူကအဲ့ဘက်ကိုရောက်ပါတယ်။음ပြီးတော့နောက်တစ်ခုကရှိသေးပြအဲကနန်းရဲ့လက်ဆက်မှုရဲ့တဘာဝထွက်နေတဲ့အချိုလေးတွေကခုနကျွန်တော်တို့ဟင်းအနှစ်ထဲမှာလဲစိတ်ဝင်နေတဲ့အဲဒီသဏ္ဍာန်ကိုပုံဖော်ရတာဖြစ်တဲ့အတွက်ဒါထိုင်းကနန်းမစလာချက်ကဒီဇိုင်းမှာနာမည်ကြီးတယ်လို့တော့ယူဆပါတယ်ခင်ဗျ။ဟုတ်တယ်ဗျ။ဟာဘုပြောပြကွယ်ဟင်းငါချုံ สวัสดีครับผมผมกุ๊กสมไซนะครับ ผม มีอาหารแนะนำวันนี้ครับ ปูผัดพงกะดีครับผมผส่วนมากจะเป็นอาหารภาคกลางนะครับ กรุงเทพนะครับผม ผมจะผัดใส่ไข่ไก่ด้วยไข่เป็ด ใส่หอมแดงนะฮะ จะมีรสชาติ ปานกลางฮะรสอมหวานอมเค็มนะครับผม ลองเสิร์ฟทานดูได้นะครับอาหารแนะนำของผมครับ ผมขอบคุณมากครับ เราดูไม่ว่าหรองาเราเอาหนูเอาหนูขอมาเลยตรงนั้นนี่ชื่อสยงอะไรอ่ะจีบเอาไปอ่ะนั่นเออเราดูละลาบบาลีตอนนี้อ่ะแค่ไหนลีบตรงนั้นดอีกคนลีมาปงตะก็ลีเวนี่ว่าเลยแต่อดาโกอ๋อเราดูลีอืมโอเคจ้าพี่พี่รจริงดี မန်နေဂျာကကျွန်တော်တို့အဲမုတ်လင်မယားခွက်လေးနဲ့အဲပြန်ပြီးကြော်ထားတဲ့ပုံစံမျိုးလေးနဲ့တော့ဆင်ပါရဲ့ဗျဒီထဲမှာတော့ဒီမျိုးလေးပါပဲအဲဒါပေမဲ့ထားရဲ့ထဲထဲမှာသူရဲ့ဟင်းခတ်မွေးကြအနံ့ကတော့ချက်ချင်းစုကနေရပါတယ်အဲငါးရဲ့ငါးတုပ်ပေါ့နော်ငါးတုပ်ရဲ့စက်တာတွေပြီးတော့ ဟင်းပုံစံမျိုးလုပ်ထားတယ်ကျွန်တော်တို့ငါးဟုပဲဥပမာပြောရင်ဩထိုင်းလိုမျိုးငါးဟင်းလေးပေါ့ငါးဟုချက်ထားတယ်နော်ကျွန်တော်မှုမှုရဲ့ကြိုင်နေနေအကုန်လုံးရှိသမျှအရသာတွေအကုန်လုံးကတကယ်ဝေးဝေးစားချက်ထားဒါပေမဲ့ကျွန်တော်တို့ဒီလိုမျိုးပေါင်းဖို့အတွက်ကြတော့အုံတို့ရဲ့ချက်ဥရဲ့ပေါင်းလိုက်တာဖြစ်တယ်တော့သူကအဆက်တွေအရသာတွေအကုန်လုံးကအုံတို့နဲ့ချက်ဥနဲ့တွေ့ပြီးတော့အစိမ့်ပဲပြန်ရောက်သွားတယ်ပေါ့နော်အဲ့တော့အဆက်ကြီးသားဆိုတော့လည်းမဟုတ်ဘူးထိုင်းစာကိုကျွန်တော်တို့ချိုချိုလေးကိတ်မုတ်လိုမျိုးစားဖို့အတွက်ပြင်ဆင်ထားတဲ့ပုံစံမျိုးပဲဖြစ်ပါတယ် အแทထဲမှာရှောက်ရွက်ကိုကချိုင်ရောပါတာပဲเนาะအဲ့တော့အနံ့တော့နည်းနည်းတော့ဆူးဆူးလေးပေါ့เนาะအဲရှောက်ရွက်အနံ့နဲ့ကချိုင်နဲ့အဲဒါဟိုသဘောကြတယ်ဆိုရင်ကျွန်တော်ထိုင်းရတာရဲ့ထိုင်းငွေတက်လေးကိုသဘောကြတယ်ဆိုရင်တော့ဒီရင်းဘွယ်တော့ဆင်ပါဘယ်ဟင်းငါဘယ်ဟင်းငါဆက်တယ်ဘယ်ဟင်းငါချင်း တမျိုးကတော့ငရဲစားချမ်းဖြစ်ပါတယ်။ဟင်းအာကောင်းပါရဲ့။ဒီဆိုင်လူချက်များတဲ့အတွက်ဒါနံပါတ်1နံပါတ်2ဟင်းပွဲတော့ရှိရကြအဓိကကလည်းဒီလိုမျိုးအမှားများဖြစ်တဲ့တွေငရဲကလည်းအမြဲလက်လက်ဆက်ဆက်နဲ့ဒီဇိုင်းမှာเนาะကျွန်တော်တို့ညာရရှိနိုင်တယ်ဗောနော်အဲသူ့ရဲ့လုပ်ပုံကတော့เนาะငရဲကိုစားလေးနဲ့ဗောနော်ဒေချာလေးအာနေပြီးတော့ เนาะလူရတယ်ပြီးတော့ခဲဘက်လေးနဲ့ပြန်အုပ်ပြီးတော့ကင်းတယ်ကင်းတဲ့အချိန်မှာအဲ့စားရဲ့အငံတက်လေးတွေကမဆိုးရောင်စိတ်ပဲဒီအထဲထဲကအသားလေးတွေဟိုပေါ့เนาะနည်းနည်းလေးအငံတက်လေးစိတ်ဝင်သွားတယ်တော့လောက်ပဲအဲ့လိုကင်းပြီးသွားပြီဆိုရင်ကျွန်တော်ချက်ချင်းဆိုဆိုလက်လက်ဆက်ဆက်ပဲအဲ့ဒါတော့ရှေ့ကိုလာပြီးတော့ customer တွေအတွက်ကိုခြားပြတော့ပြီးတော့ကျွန်တော်တို့ကဒီတိုင်းစားလေးရတာမရချိုချိုလေးအဲဒီမမငရုတ်တီးနဲ့လို့တွဲပြီးစားမယ်ဆိုရင်လည်းငရုတ်တီးရဲ့အဆက်လေးကိုကျွန်တော်တို့ကဒါ สอสนำยูเนี่ยบอกเรายูเชฟวยูต้องทำงลูกยาเ่ยบอกเราแล้ดีเงี้ยซาจังผมจะเ้าไี่ใจเด็ดเลยมาตาใส่ยนีไงมาเทเลยบ่าวีดีไซน์ซามละตามบุสอสเนี่ยตัวซามละเอาะใส่ใจซาเลยโอเคสวัสดีครับผมที่ผมแนะนำอีกอย่างนึงคือปลาซ่อนเผาเกลือนะครับผมจะเผาแบบ เผากับคุกเกลือนะครับผมสามารถย่างแล้วก็ออกรสชาติจืดๆนะครับ กินกับข้าวนึ่ง ร้อนๆข้าวสวยร้อนๆก็อร่อยครับ ผมจิ้มกับน้ำจิ้มจิ้มกับเครื่องปรุงอะไรก็ได้ครับ ผมลองเชิญทานดูได้นะครับผมขอบคุณมากครับท่านกูว่ารอประโซเร่งคามหยือขอไวเนาะดาวเลยจะน่ารู้ดาท้ายเอกุ้ยาบอกนะ่นดูดาท้ายนั่งไงมาตัวมีมีนั่นไม่จีบอะไรแต่แม่กูรู้จังว่าสลยอยู่เย่ประโซเย่แบบอัสซาบลาอินเนี่ยดูแต่แกกูเว่กุ้ยาบอกนั่ดูรีบิวรู้ท่าเรา တွေ့ရပါတယ်ခင်ဗျာเนาะသူရဲ့အရေးလေးဆွဲဆွဲလေးနဲ့တွေ့ရတိုင်းပါပဲကြည့်ကြည့်ပါဦးဝါးโอเคတော်တော့စားမယ်ဆိုရင်တော့တခါလေဒီလိုဆလတ်လေးနဲ့အတူထုတ်လိုက်ပြီးစားရအောင်เนาะဒီဘက်ပါရတံညာစီချမ်းလာရယ်စိတ်ထားပါရစုံရပါရ จีนบ่ายทั้งยี่ยี่ชูรีเดสบ่ายยาตาแค่เนี้อารมณ์ว้าเลยบ่ายว้าบีก็มาดูชาเลยเดอไอชาบอพี่ตัวไอยาตาตัวยาตาเสพไปบ่ายเดี๋ยวพูดดีดีดีดวงไกันเนาะยาตาที่มาบอกว่าอารมณ์ฟ้อมยกก็จะได้มาว้าเลย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 พี่ก็มาเงียบบีโ็มาดูชาเลยไอยาตาเสพสวัสดีครับ วันนี้ผมขอแนะนำอาหารว่างแบบไทย กี่ยวกับเมี่ยงเมี่ยงคำนะครับเป็นอาหารกินเล่น ค่าเวลาไปโดยการสั่งของ และคุยกันไปด้วย มีรสชาติก็จะออกเปรี้ยวหวานแล้วก็เผ็ดมีสมุนไพรอยู่ในตัว ก็ทำให้สุขภาพแข็งแรงแล้วก็มีพลานามัยที่ที่ดีครับก็มีสมุนไพรเจ็ดอย่าง มีทั้งตะไคร้ขิงแล้วก็พริก ทำให้ร่างกายของเรามีสุขภาพที่แข็งแรงก็นั่งคุยกันไปด้วยครับเออเราสวยเราคุณาเนาะผู้ชายเราเปียวาเร่แท้ตัวเลยเนาะแต่ไรเอทายเออสเปเชียลวะเนาะอัตราสงพอปอวะผู้ชายเราจะน้องวัดตาอยู่แล้วเนาะแล้วพอปอก็เลยดีไซน์ทูสเปเชียลขึ่นไปเรยโอเคมีจีอ๋อ နကတော့ငါးကြုပ်ရည်ဖြစ်တဲ့အတွက်ငါးကြုပ်ရည်လေးအနက်ကတက်တယ်ဗျ။ဒါပေမဲ့အသားကတော့ဝတ်သားဖြစ်တဲ့အတွက်ကျွန်တော်ခက်မမာလေးကိုလှမ်းပြီးတော့အသားတော်လေးတွေเนาะအာကလီစာလေးတွေကိုလှမ်းနေနေရဖြစ်တဲ့အတွက်ဘယ်မျိုးဘယ်လိုမျိုးအရာသာဖြစ်မလဲပေါ့နော်။ကျွန်တော်ပုံမှန်ဟော့ဘော့စားနေရတော့ဟိုချက်ပြုတ်ရည်ဝတ်ပြုတ်ရည်နဲ့ပဲစားဘူးလား။အခုကကျွန်တော်ငါးကြုပ်ရည်နဲ့ဟော့ဘော့တော့လေးမြည်ကြည့်အောင်ဆိုထိုင်းနိုင်ငံရဲ့အထဲထဲမှာပါတဲ့အာ ပါဝင်ပစ္စည်းလေးတွေကတော့အ ਨੇ ချင်းတော့ပဲထည့်ထားပြီးတော့သဘာဝ9ရဲ့အချိုတက်ကိုပဲဦးစားပေးရတယ်လို့ထင်ပါတယ်။ဒါပေမဲ့တကယ်ကိုထူးခြားတာကတော့ငါပြုတ်ရည်ပင်မငါပြုတ်ရည်ထဲမှာထိန်းထားတဲ့သူ့ရဲ့အရသာထိန်းတဲ့စနစ်လေးကအင်မတန်မှအရသာရှိပါတယ်။အခုမျိုးချလိုက်တဲ့ဟင်းညိုပေါ့နော်။ဒါပေမဲ့နောက်ဆုံးအရသာကြံ့နေတဲ့ရှားထဲမှာဘူးဒီရှားလေးလှုပ်လိုက်တဲ့အရသာကြံ့နေဆိုတော့ဒီထဲမှာထူးခြားချက်တွေတော့ပါပါမယ်။ဒီခါผมแนะนํา อาหารอีสานเจียวร้อนครับมีชื่อเสียงดังแล้วก็อาหารผักพื้นบ้านธรรมชาติ หาได้ทั่วไปในสวนหรือหลังบ้านเราในตลาดก็มีสมุนไพรมีตะไคร้มีข่ามีใบมะกรูดทำให้ช่วยลดความดันในเลือดและการน้ำตาลในเลือด เป็นอย่างดีครับทำให้หัวใจแล้วก็ใบหัวละพาทำให้สมองทางทางเดือนเส้นสมองหรือว่าเเกี่ยวกับสายตาบำรุงสายตาอะไรพวกนี้ครับนั่นก็เราจะเราดีไซน์มาไรท์ไทม์มาวะเนาะลูกใจมีอารมณทซาซาเรามาเชฟเฟอร์ก็มันเฉยงาดันมีอาบองงาดันมีอาบองอะไรที่เกี่ยวกับไทยในงานยาวตัวเดิมอยู่ยาดาบูจะเราตีชาบูเปลี่ยนเส้นหน้าไปเลยโอเคครับ ါတော့ကျွန်တော်တခြားဆိုင်တွေမှာတော့ရှိတော့ရှိတယ်ဒါပေမဲ့ဒီ9ရဲ့အယူအဆကိုကြည့်ကြည့်ပါလူပညာစားလို့ရမလဲပြီးတော့လက်ဆက်မှုက9ရဲ့တကယ်ကိုပဲကျွန်တော်တို့ဒီတော်တော်များများစားနေကြဖြစ်တဲ့အတွက်လက်ဆက်တဲ့အရေးအတွက်ကပိုပြီးများပါတယ်ညအဲ့တော့ဒီ9တံမြာပေါင်းကိုလည်းကျွန်တော်ညွှန်းညင်ပါတယ်ခင်ဗျာကဲစားကြည့်ပါအရင်ကိုကောင်းပါတယ်ပါရိခဘောဝနေ့မနေ့နမ်ပလာปลากระพงหนึ่งมะนาวสดๆแล้วก็รสชาติจัดจ้าน มีเผ็ด มีเค็มเปรี้ยวก็มีพริก ทำให้ร่างกายอบอุ่น แล้วก็แข็งแรง มีสุขภาพที่ดี แล้วท้องอืดอะไรพวกนี้สามารถทำให้ขับถ่ายได้ดีครับ ที่นี่สวนจะราถึงแคกูไป